ဒီနေ့ကတော့ NBA Indonesia Season 15 Week 4ရဲ့ပွဲစဉ်တွေကိုကျွန်တော်ခမန်းသွားမှာပဲဖြစ်ပါတယ်ပွဲစဉ်တွေကဈာထဲမှာလည်းနားထားတာရှိနေပြီပေါ့နော်ဒီခု V4 ကပြန်စတော့မှာဆိုတော့အဖွင့်ပွဲစဉ်တွေနဲ့ဒါ Navi နဲ့ Onyx ပွဲစဉ်ရှိရပြာ Navi ရဲ့ Lesson Mind ရဒီနေ့စီစဉ်နေမှာတော့လိုအပ်ချက်တွေအများကြီးရှိနေတဲ့အသင်းပဲ Onyx ကတော့ Snapdragon Pro Series မှာကျွန်တော်ကြည့်ရတော့အများကြီးပိုပြီးတော့တိုးတက်လာတယ်သူတပြင်းကျွန်တော် Saber ရဲ့ Moscow တွေပါရတဲ့အချိန်ကြီးဆိုလို့ရှိရင်ကျွန်တော် အများကြီးပူပြီးအဆင်ပြေလိမ့်မယ်လို့တော့ထင်တယ်ဗောနော်အဲ့တော့ဒီပွဲစဉ်တော့ခံမဲ့ချက်ကတော့ Oni ID 2 nil နဲ့နိုင်သွားဖို့များပါတယ်။နောက်တစ်ပွဲအနေနဲ့ Evos နဲ့ Dewa ဗျာ။ဒီတစ်ပတ်မှာ Evos အနေနဲ့အမှတ်တွေရယူနိုင်မှာတော့ဖြစ်မယ်။အဲ့ဒီတစ်ပတ်မှာကျတို့ Dewa ဘက်ကသွားကြည့်ရင် Dewa ရဲ့နီးပြပိုင်းဆိုင်ရာမှာဒီ Watt ရဲ့ drop pit တွေကလုံးဝနိုင်နေခြင်းမရှိဘူး။အရှိရှိကပွဲစဉ်ဒီမှာဆိုလို့ရှိရင်လေဒါ Onyx ရဲ့တပွဲပြန်နိုင်တာမျိုးတွေ AEC ကနေတပွဲပြန်နိုင်တာမျိုးတွေရှိတယ်။အာဒီပွဲစဉ်မှာလည်း Evos အနေနဲ့နိုင်သွားလိမ့်မယ်။ဒါပေမဲ့2 nil နဲ့တော့မပြတ်လာဘူးဗောနော်။ 2-1လောက်နေပဲဒါနိုင်သွားလိမ့်မယ်တော့ခံမှန်းချင်ပါတယ်။နောက်တစ်ပွဲအနေနဲ့ TLID နဲ့ BDR ပွဲစဉ်ပဲဖြစ်ပါတယ်။ပုံမှန်လက်စွမ်းမိုင်းရ BDR ဒီနှစ်မှာတော်တော်လေးအရင်နှစ်ကနဲ့ပြန်ပြီးရှင်မယ်ဆိုလို့ရှင် BDR လက်စွမ်းကနည်းနည်းလေးရောကြနေတယ်လို့ခံစားရတယ်ဗျ။ TLID က RSG ရဲ့ပုံမှန်လက်စွမ်းတစ်ခုကိုရရှိဖို့အတွက်သူတို့ပြန်လည်စူးစမ်းနေရပေါ့နော်။အဲ့ဒါလည်း Snapdragon Pro Series မှာကျွန်တော်မြင်တွေ့ခဲ့ရပြီ။အဲ့တော့ BDR နဲ့ပွဲမှာတော့ TLID 2C နဲ့နိုင်မယ်လို့ကျွန်တော်တို့ predict လုပ်ချင်ပါတယ်။နောက်တစ်ပွဲကတော့ ဒါဘီပွဲစဉ်ဖြစ်တယ် RQ နဲ့ Evox ပွဲစဉ်ပဲဖြစ်ပါတယ်အဲ့တော့ဒီပွဲစဉ်မှာက RQ ဒီ lesson mic ဆိုင်ရာအများကြီးပူကောင်းတယ် Onyx PH နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်သူတို့ရဲ့တပားတွေ HPNC ကအများကြီးစကားပြောခဲ့တာမျိုးတွေ့ရတယ်အဲ့ပွဲစဉ်ပြီးသွားတဲ့အချိန်မှာဒီ Twin Show ဘာလို့နေနေဒီ HPNC ပိုင်းဆိုင်ရာမှာသူတို့အနေနဲ့ပြင်ဆင်စရာရှိရပြင်ဆင်လာလိမ့်မယ်ဗျတစ်ဖက်ကလည်းကျွန်တော် Evox ဘက်မှာဒီ Ricky တို့ဒါတတိုက်လိုက်လူငယ်တတိုက်လိုက်ရှိနေတဲ့ရာကိုလုံးဝမမေ့ထားသင့်ဘူးဒီပွဲစဉ်ကတကယ်ဒါဘီပွဲစဉ်ဖြစ်လာရင်ကြီးအချိန်နေရှိမဲ့ပွဲစဉ်တစ်ခုဖြစ်တယ်ဒါပေမဲ့ ခံမင်းချက်ကတော့ RQ21 နဲ့နိုင်ွားလိမ့်မယ်တော့ကျွန်တော်တို့ခံမင်းချက်ပါတယ်နောက်တစ်ပွဲအနေနဲ့တော့ကျွန်တော် Gifan နဲ့ဒါ Other Ego ပွဲစဉ်ပဲဖြစ်ပါတယ် AE ကပုံမှန်လက်ဆန်းကောင်းနေရဒီတောက်လျှောက်တောက်လျှောက်ဆောက်ခဲ့တဲ့ပွဲစဉ်တွေမှာအဆင်ပြေနေ Renew ဆောက်နေခြင်းတွေပြ GP တက်စားလို့ရှိရင် အာ highs ကလည်းသူ့ရဲ့ပုံမှန်လက်ဆန်းအရပုံပုံမှန်လက်ဆန်းထက်ပိုကောင်းနေရမျိုးတွေကျွန်တော်မြင်တွေ့ရတယ်ပေါ့နော်ဒီ saturation လေးကိုဒါဆက်သွားမယ်ဆိုလို့ရှိရင် AE ကဒီနေ့ clear off ကတော့တေချာပေါက်တက်ဖို့များတယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော် gifan ဘက်ကသွားပြီးကြည့်မယ်ဆိုရင်ဒီနေ့ရသည် gifan ရဲ့ဖြတ်တန်းလာခဲ့တဲ့ຢာရီကသဘောကျစရာအရန်ကြီးတော့ရှိမနေဘူးအဲ့တော့ AE ဒီပွဲစဉ်ကတော့2-0နဲ့နိုင်မယ်လို့ကျွန်တော်ခန့်မှန်းပါတယ်။အဲ့တော့နောက်တဲ့ပွဲစဉ်နေနဲ့တော့ Onyx ID နဲ့ TLID ပွဲစဉ်ပဲဖြစ်ပါတယ်။ဒီပွဲစဉ်ကလည်းဒီတစ်ပတ်မှာ Match of the Day လို့ပဲပြောရမလား။ ရှေ့ရပွဲစဉ်တွေမှာလည်းတွေ့ဆုံနေပြီးသား TLID ကတော့9ရရှိထားတယ်တတိထားမဲ့အရာ online ID ဒီ Sandring Pro Series ပိုင်းမှာ Severo ပါလာတဲ့ချိန်မှာ CW ထက်ဒါ Severo သူတို့ပို့ပြီးသဘောကျကြတယ် Severo ကလည်းပို့ပြီးတော့အားကောင်းလာတာဟုတ် TLID ဒါမပေါ်ဆောက်ဘူးဆိုလို့ရှိရင်တော့ TLID နိုင်သွားလိမ့်မယ်တေချာတော့ဒီပွဲစဉ်ဒီ Best of 3 Series အပြည့်သွားမဲ့ပွဲစဉ်တစ်ခုဖြစ်တယ်ဗျနောက်တဲ့ပွဲစဉ်တစ်ခုနေနေတော့ကျတော့ BDR နဲ့ RQ ပြောရင် RQ ကဒီတပတ်မှာ BDR နဲ့တွေ့ရတယ်ကျွန်တော် Evolve နဲ့လည်းတွေ့ရတယ်။အတေတာကတော့လက်ရှိအနေထားအရဒီသင်းတွေအကုန်လုံး RQ ကအနိုင်ယူနိုင်စွမ်းရှိရေပေါ့နော်။ BDR ရဲ့တုံ့ပြန်မှုတွေကအာချို့သောပွဲစဉ်တွေမှာကောင်းမွန်ခဲ့ရမျိုးတွေတွေ့ရတယ်။ဒါပေမဲ့အဆုံးသက်ပိုင်းတွေမှာအားနည်းနေရမျိုးတွေပေါ့နော်။အဲ့တော့ RQ နဲ့ဒီအခုတွေ့တဲ့ပွဲစဉ်တွေမှာဒီအဆုံးသက်ပိုင်းတွေမှာသူတို့သူတို့ပြင်ဆင်လာခဲ့မယ်ဆိုလို့ရှိရင်အများကြီးပို့ပြီးအားကောင်းပါလိမ့်မယ်။ဒီပွဲစဉ်လည်းမပြတ်ဘူးလို့တော့ထင်တယ်။တကယ်လို့သာကျွန်တော်ဒီ RQ ဘက်ကအရှိရဒါဘီပွဲစဉ်တွေမှာရောကျွန်တော်ဒီ rapid ပိုင်းဆိုင်ရာမှာသူတို့လူချင်းတဲ့ hero တွေရမယ်ဆိုရင်ဒီပွဲတင်2-0နဲ့ပြတ်သွားနိုင်တယ်ပေါ့နော်နောက်ဆုံးပွဲစဉ်အနေနဲ့တော့ Dewa နဲ့ Gifan အဲဒီပွဲမှာတော့ကျွန်တော် Gif Gifan ကိုမကြိုက်ဘူးလုံးဝ Dewa ကိုပို့ပြီးသဘောကျတယ်ဒီပွဲက Dewa အတွက်အမှတ်ရနိုင်မယ်ပွဲစဉ်တစ်ခုဖြစ်တယ်ပေါ့နော်ဒီနေ့မှာ Gifan အခက်မသိရင်ကျွန်တော်တို့ဒီတန်းစင်းကောင်းတန်းစင်းရွာနိုင်တယ်ဗျာအဲဖြတ်တန်းမုံနေအရင်နှစ်ကနေအဲ့လိုလာလာမှမတက်ဆိုင်တော့ဘူးပေါ့နော် Blaze ကဥဆောင်ပေမဲ့ Gifan မှာအားနေချက်တွေအများကြီးရှိနေတော့မယ်ဗျာ ဒီကိုရောဒီ comment ချက်တွေကိုဘယ်လိုမျိုးထင်လဲအောက်က comment section မှာဝင်အောင်ဆွေးနွေးသွားလို့ရပါတယ်ကျွန်တော်ကတော့ SC4 တွေပဲဖြစ်ပါတယ်ဗျာ